ကျမ်းစာအနဲ့အတိပဲဖွင့်ပါတယ်အပိုင်း9 hermeneutic lesson ဒီ hermeneutic lesson အပိုင်း9ကို ABCD ပြီးသွားပါပြီဟုတ် E အခုအပိုင်း9 E ကိုကျွန်တော်တို့ဆက်လက်လေ့လာမှာဖြစ်ပါတယ်ဆိုတော့ဒီသင်ခန်းစာမှာကျွန်တော်တို့ဗာလေ့လာရမလဲဆိုလို့ရှိရင်တော့ဂလာတိမြို့မှာရှိတဲ့ယုံကြည်သူတွေကို ပေါ်လူကြီးကပညာတရားနဲ့ဂျေဇူးတရားနှစ်ခုကိုပေးပေးထားခဲ့တယ်။ဆိုတော့ယနေ့ခရိယန်တွေတော်တော်များများကပညာတရားနဲ့ဂျေဇူးတရားကိုရှုပ်ထွေးနေကြတာကိုအခုမှမဟုတ်ဘူး။အိုးတမန်တော်ရဲ့ခေတ်ပေါ်လူဒီဂလာတိမြို့ကိုရေးရေးသားထားတဲ့စံစာထဲမှာပြင်းလင်းသူတို့မရှင်းမရှင်းရှိကြအောင်ကျွန်တော်နားလေရတယ် ဆိုတော့ပထမအချက်အနေနဲ့ကျွန်တော်တို့ဘာတွေ့ရလဲဆိုရှင်အတင်းတော်မှာအမျိုးသားနဲ့အမျိုးသမီးတွေခွဲခြားပြီးတော့မှအဝပြုတဲ့ပြဿနာပေါ့နော်ဆိုတော့အဲ့ပြဿနာရှိသလိုတော့ကေတင်ချင်းနဲ့ပတ်သက်တဲ့ချမ်းချက်တွေရဲ့တုံတင်ချက်တွေမှာလည်းကျွန်တော်တို့ပို့ပြီးတော့မှအလေးထားရမယ့်အချက်တွေတွေ့ရပါတယ်ဆိုတော့ဂလာတိအခန်းကြီး1အငယ်6မှာတစ်ချက် ဂလာတိခန်းကြီး1အငယ်6မှာတစ်ချက်ကျွန်တော်နှစ်ချက်တွေ့ရပါအဲ့တော့6မှာပါတွေ့ရလဲဆိုလို့ရှင်ရှင်ဘောလူကြီးရေးထားတဲ့ကြံချက်ကိုဖတ်ပြပါမယ်ခရစ်တော်ဤယေရှုအားဖြင့်သင်တို့ကိုခေါ်တော်မူသောသူနှင့်ဤမျှလောက်မြန်မြန်ခွာ၍သင်တို့သည်အခြားသောဧဝံဂေလိတရားကိုခံယူကြသောကြောင့် ငါသည်အောင်းအောင်းခြင်းရှိ၏တဖန်တုံသင်တို့ခံယူပြီးသောဧဝံဂေလိတရားမှတပါအခြားသောဧဝံဂေလိတရားကိုတစုံပြောက်သောသူဟောပြောခြင်းထိုသူသည်ချိန်တော်မူခြင်းကိုခံစေဟုငါတို့ဆိုခဲ့ပြီးသည့်အတိုင်းယခုငါထပ်၍ဆိုသေး၏ဆိုတော့ဒီဂလာတိကို ရေးသားတဲ့အချိန်မှာအဓိကရှင်ပေါလုကြီးကဘာကိုဦးစားပေးပြီးရေးသလဲဆိုလို့ရှိရင်ဧဝံဂေလိနှစ်မျိုးပေါ့နော်ဧဝံဂေလိနှစ်မျိုးဧဝံဂေလိအစစ်နဲ့ဧဝံဂေလိအတုအဲ့ဟာကိုကျွန်တော်တို့ပြီးပေါ်ရတဲ့နောင်လာနောက်သားတွေပြီးပေါ်ရတဲ့အဲ့ဒီအချိန်ကလေးကသူကရေးသားထားခဲ့ဖြစ်တယ် အခြားသောအေးဝင်ကင်ဒီတယောက်ကိုခံယူတော့ကြောင်းနဲ့အံ့ဩတယ်ဆိုတော့အေးဝင်ကင်ဒီဆိုတာကတော့ဝမ်းမြောက်ဖွယ်တဲ့တင်းဆိုအေဝံဂေလိလို့ပေါ်ပါတော့ကြောင့်ဝမ်းမြောက်ဖေရတည်င်းနောက်တစ်ခုအခြားသောဝမ်းမြောက်ဖေရတည်င်းရှိချောင်းကိုကျွန်တော်နားလေရပေါ့ဆိုအခြားသောဆိုရက်နော်ဝိဒေသနာ adjective ကခံထားရတဲ့ကြောင့် အေဝံဂေလိထဲမှာမှာအခြားသောအေဝံဂေလိဆိုဝါမြောက်ခွေရာထဲမှာမှာအခြားသောဝါမြောက်ခွေရာတရားကိုဆိုရအတိတ်ပဲပေါ့တယ်ဆိုယနေ့ဝါမြောက်ဆရာကြီးဖြစ်နေတဲ့တရားဟောချက်တွေရောက်များစွာကြားရတယ်မြင်ရတယ်ဟောနေကြတယ်ဆိုတော့လူဟာပျော်ရွှင်ခြင်းနဲ့ဝါမြောက်ခြင်းနဲ့ဒါတဘာဝပဲလေ ဆိုကောင်းတဲ့သတင်းကိုကြားတဲ့အခါမှာဝမ်းမြောက်တယ်အာအောင်မြင်တယ်လို့ကြားတဲ့အခါမှာဝမ်းမြောက်တယ်ကောင်းကြီးရတယ်လို့ကြားတဲ့အခါမှာဝမ်းမြောက်တယ်ဆိုတော့အဲ့ဒီဝမ်းမြောက်ဖွယ်ရသတင်းတွေလည်းယခုတလောပေါ့နော်အခုခင်မှာအများကြီးပွားထားတယ်တွေ့ရပါလေဒါတွေကိုကျွန်တော်တို့ကစင်ကြင်မှုလို့ပါလေအဲ့တော့ပထမအေဝံဂေလိ ဟိုရထားပြီးမှတဲ့နောက်အေးဟိုဒီတဘာနောက်ကိုသူတို့လိုက်သွားပြီးမှဟောပြောတယ်လိုက်သွားရင်လည်းမကောက်အဲ့ဒီအကြောင်းကိုလည်းဟောပြောတဲ့သူဟာတဲ့ချိန်ချင်းကိုခံစေလို့အရင်တော့လည်းပြောထားပြီးအခုလည်းထပ်ပြီးပြောမယ်အဲ့ဟာကျင့်ချင်းကိုခံရတဲ့သဘောပါရှိတယ်။တတော်ရဲ့နေ့ကျွန်တော်တို့အေယုန်ဂေဒီဟာ ဝါမြောက်ခွေတဲ့ဒင်းဆိုတဲ့နေရာမှာဘယ်လိုပုံစံမျိုးဝါမြောက်ရမလဲဆိုတော့ယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းတည်ဘယ်မှာမှမရနိုင်တဲ့တည်ဟာမိမိကိုကယ်တင်တယ်မိမိကိုအပြစ်ငရဲကနေပြီးမှအပြစ်စီရင်ခြင်းလွတ်အောင်လို့ယေရှုခရစ်တော်အပြစ်ရရှိတယ်ဆိုတဲ့ကယ်တင်ခြင်းတည်ဟာတော့အင်မတန်မှအမှုမြတ်တဲ့ AMDD တည်င်းဖြစ်ပါတယ်။ဆိုတော့လူမတတ်နိုင်တဲ့ဟာကိုဖះကမာစာပြီးမှနောင်တမလွန်အတွက်ဝကြွေးကံကြွေးငရေရနေပြီးမှလွတ်ဖို့လုပ်ပေးတယ်ဆိုတော့ကအင်မတန်မှဝမ်းမြောက်စရာကောင်းတဲ့တည်င်းမဟုတ်ပြီဘူးလား။အဲအဲ့ဒါကတော့မောလူပြောတဲ့ AMDD လောကမှာအသက်ရှင်စဉ်ကာလမှာတွာလာလုံတဲ့ဆောင်ရွက်တဲ့တရားမှာတခြား ဝမ်းမြောက်ဖွယ်ရအေဝံဂေလိရှိသေးတယ်ဆိုအခြားအေဝံဂေလိဆိုတော့အခြားသောဝမ်းမြောက်ဖွယ်ရတည်တင်းအဲ့တော့ကိုတချို့တွေခံယူနေတဲ့တကြောင်ငါအာဩတယ်အဲ့အေဝံဂေလိကပါလဲဆိုရှင်ကားတဲ့ဘုံမှာယေရှုအသေးခံခြင်းအပြင်ရတဲ့ကယ်တင်ခြင်းမဟုတ်ဘူးနော်အဲ့ဒီကားတဲ့ဘုံမှာ ယေရှုခရစ်တော်ကယ်တင်တယ်ဆိုတဲ့ဧဝံဂေလိသတင်းစကားအပြင်တခြားဧဝံဂေလိရှိတယ်ဆိုတော့ကျွန်တော်သဘောပေါက်ဖို့လိုတယ်။ဆိုခရစ်တော်အပြင်ကျွန်တော်အပြစ်စင်ခြင်းရနေလွမြောက်တဲ့ရာတွေကိုနော်ဂျူးတွေကနော်မောရှေရဲ့ပြညတ်တွေနဲ့ပြန်လဲပြီးတော့ရှုပ်ထွေးအောင်နော်ဘာသာ ဂျူးဘာသာတိထုံးစံကိုရောရှက်ပြီးမှအစ်စ်တပံဖန်တီးထားတော့တွေ့ရတယ်။တနည်းအားဖြင့်ပြောမယ်ဆိုရင်နို့နွားနို့အစ်စ်ကိုရေရောလိုက်သလိုဖြစ်စေတဲ့ဘာသာရေးအစင်လာလုံရတခုဖြစ်သွားတယ်။ဒါဝင် तू ကအလေးထားပြီးမှတတိထားပါမယ်အကြောင်းပြောပြပြ ဆိုဘာသာတရားဆိုရဲ့ပြန်မှာကောင်းတဲ့ဇာဖြစ်ပါတယ်ဒါပေမဲ့ဧဝဂေလိဆိုတာကဝမ်းမြောက်ခွင့်တခြင်းစကားမတူဘူးပေါ့နော်ဘာသာတရားကတော့ကောင်းတာကိုတုံ့တင်ဧဝဂေလိကတော့ဝမ်းမြောက်ခွင့်စကားဝမ်းမြောက်ခွင့်အကြောင်းနော်ကိုတုံ့တင်တဲ့အပိုင်းနှစ်ပိုင်းမတူဘူးပေါ့နော်ဒါကြောင့်ဂလာတိမြို့မှာဒါလိုမျိုးယုံကြည်ခြင်းနှစ်ခုကိုသူတို့ ရှုပ်ထွေးစွာရင်ဆိုင်ပြီးမှအာကြင့်နေကြတယ်ကြင့်ကြံကြတယ်ပေါ့ဆိုတော့အဲ့တော့ယုံကြည်ခြင်းနဲ့ရတဲ့ဂျေစုတရားအပြင်ကိုပြည့်ညတ်တရားဆိုရောထွေးလာတာကိုတွေ့ရတဲ့အခါမှာမဖြစ်လာလဲဆိုတော့ယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းဟာဤပြည့်ဤပြည့်စုံနဲ့စုံလင်းတဲ့ထပ်ပြီးမှလူထပ်ချေးစရာမလိုတော့ဘူး ဒါပေမဲ့ဂျူးပါတာရေးခေါင်းဆောင်တွေကမလုပ်လဲဆိုရှင်ထပ်ပြုတ်မှဖြစ်ဆွတ်ဖြစ်ဆွတ်တော့တွေ့ရအဲ့ဒါကိုသူကစိုးရိမ်နေတဲ့တခါဂလာတိခန်းကြီး328ကိုကြည့်တဲ့အခါမှာလဲဘာတွေ့ရလဲဆိုရှင်ခရစ်တော်မှာလူမျိုးခွဲခြားမရှိဘူးကယ်တင်ခြင်းနဲ့အမျိုးကယ်တင်ခြင်းမှာလဲအမျိုးသားရယ်လို့အမျိုးသမီးရယ်လို့ ခွဲခြားခြင်းမရှိဘဲနဲ့ဒန်းတူရှိကြောင်းကိုသိရတယ်။ဒါပေမဲ့အမျိုးသမီးကတော့အမျိုးသမီးအရအရာအစင်တန်းမှာရှိသလိုအမျိုးသားလည်းအမျိုးသားအရအရာအစင်တန်းမှာရှိရတယ်သူ့နေရာနဲ့သူ့ပေါ့နော်ဒါကိုတော့ပုံတင်ထားတယ်။ဆိုတော့ခရစ်တော်ရဲ့ကယ်တင်ခြင်းဟာတလုံးတဝတည်းဖြစ်ကြောင်းကိုပေါ်ပြတော်လဲကယ်တင်ခြင်းကိုထပ်ပြီးမှစင်ကျင်တဲ့အခါမှာဂျင်းလူမျိုးတွေနဲ့ဂရိလူမျိုးတွေအတွက် အတူတူဖြစ်တဲ့အကြောင်းကိုကျွန်တော်နားလေရတင်းရဖြင့်ပြောရမယ်ဆိုဂျူးဆိုတော့ကဘုရားသခင်ရွေးကောက်တဲ့လူမျိုးတွေဘုရားသခင်နှိမ့်သက်တဲ့လူမျိုးတော်ဖြစ်တယ်ဂရိလူမျိုးဆိုတော့ကအဲ့အချိန်တုန်းကနော်အာတဘာမျိုးသားပေါ့နော်ဆိုတော့သူတို့တက်ကိုရှင်ပေါလုကကဲတင်ချင်းဟာအဲ့လူမျိုးနှမျိုးစလုံးတက်ကိုဘုရားသခင်ရဲ့ယေရှုပြုခြင်း နော်ဖြစ်တယ်ဆိုတော့ကိုပြောပြထားပြီးဖြစ်တယ်အတူတူပဲပေါ့နော်ဘာမှမခွဲခြားဘူးနော်မကွဲပြားဘူးဆိုတော့အဲ့တော့ဘယ်လိုအဖွဲ့အစည်းပဲဖြစ်ဖြစ်ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်နော်ထူးထူးကဲကဲပို့ပြီးတော့ရရှိတာလည်းမရှိဘူးတန်းတူပေါ့နော်အဲ့တော့ယုံကြည်သူတိုင်းဟာဆိုရှင်ရရှိမဲ့အရအရာအစင်တန်းဟာဘာလဲဆိုလို့ရှင်ခရစ်တော်အဖြစ်ရရှိရဲ့ တလုံးတဝါတည်သောဖျားသခင်တာသည်ဖြစ်ရအခွင့်ကိုဖြစ်တယ်ဖြစ်စေတယ်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်ဂျေဇူးတရားနဲ့ရတယ်ဝမ်းမြောက်ခြင်းနဲ့နော်အာပြည့်ရတရားနဲ့ရတဲ့ဝမ်းမြောက်ခြင်းနှစ်မျိုးကိုတွေ့ရတယ်ပြည့်ရတရားနဲ့ရတဲ့ဝမ်းမြောက်ခြင်းကတော့ပြည့်တော်စောင့်ရှောက်လူကောင်းဖြစ်တယ်ဟေးဆိုလူတွေချီးမွမ်းတဲ့ခါမှာဝမ်းမြောက်စရာဖြစ်တယ်ဒါကအခုအတိုင်းဝိုင်းမှာတော့ ဝမ်းမြောက်ဆရာပါပဲကျေနပ်ဆရာပါပဲဒါပေမဲ့ကျေးဇူးတရားနဲ့ရတဲ့ဝမ်းမြောက်ဖွယ်ဧဝံဂေလိစကားကတော့ငါဟာအပြစ်သားဖြစ်တော်များလဲပဲအပြစ်ရဲ့နော်အဖိုးခတည်ဟူသောကံကြွေးဝတ်ကြွေးကိုနောင်တန်တရားလေးစရာအကြောင်းမရှိပဲနဲ့ဖခင်ကငါ့ကိုကယ်တင်တယ်ဆိုရက်ဒီ ဝမ်းမြောက်စရာအကြောင်းမထူမတူပါဘူးပေါ့နော်ဒါကြောင့်ဂျေဇူးတရားဆိုတာကဂျေဇူးပြုခြင်းကိုခံရဖို့ရန်အတွက်ဖရာသခင်ပေးတာပညာတရားဆိုတာကတော့ဖရာသခင်ကိုသိအောင်ဖရာသခင်တုံ့တင်တာဆိုတော့ဖရာသခင်သိအောင်တုံ့တင်တဲ့နေရာမှာဖရာသခင်ချမှတ်တဲ့တရားတော်ရှိတယ်ကောင်းခြင်းဆိုးခြင်းနော်အလိုတော်နဲ့ညီခြင်းအလိုတော်နဲ့မညီခြင်း အပြစ်ကြောက်ခြင်းအပြစ်လွတ်ခြင်းဒါတွေကပြည့်စံတရားတွေပေါ့နော်ဆိုတော့အဲ့ဟာတွေကိုရောထွေးနေတာကိုရှင်ဘောလူကြီးကရှင်းပြထားခြင်းဖြစ်တယ်ဒါကြောင့်ထိတ်ပဲကိုပြန်ကြည့်မယ်ဆိုလို့ရှင်နော်တန်းစာတစ်ချက်ကိုပြန်ကြည့်တဲ့အခါမှာဘာတွေ့ရလဲဆိုရှင်နော်ခရစ်တော်အားဖြင့်သင်တို့ကိုခေါ်တော်မူသောသူနှင့်နော်ခရစ်တော်အားဖြင့်ခေါ်ခြင်းခံရတယ်သူနဲ့ ီပြတော့ဉာဏ်ဉာဏ်ခွာ၍သင်တို့ပြီအခြားသောအင်းဝီလီတယောက်ကိုခံယူကြသောကြောင့်လေ။ဒါကြောင့်ဘုရားသခင်ရဲ့အေးဝင်ကြူဒီဟာလူရဲ့အကြံစီနဲ့လူရဲ့လှုပ်ဆောင်မှုလူရဲ့အာကြိုးစားမှုနဲ့မဆိုင်တဲ့အရာဖြစ်တယ်။ဘုရားကန္တာဘုရားကန္တာဖြစ်တယ်။လူကန္တာကလူကန္တာဖြစ်တယ်ဆိုတော့ကျွန်တော် တဲတဲကွက်ကွက်နားလည်စရာအကြောင်းဖြစ်ဖို့ရန်ဂလာတိမြို့မှာရှိတဲ့အသင်းသူအသင်းသားတွေကိုရှင်ပေါလုကြီးကတုံ့ပြန်ထားခြင်းဖြစ်တဲ့အကြောင်းကိုကျွန်တော်ဒီသင်ခန်းစာအဖြစ်အနည်းငယ်ထပ်မံ၍ဝင်ငှပါတယ်အရောက်စီတိုင်းကြည့်ရှု၍နားဆင်နိုင်ပါတယ်ခရီးအဘာသာတွေမကပဲအခြားသောဘာသာများနော်မိဂုံမောင်မောင်များလူမျိုးအလုံးကိုလည်းကျွန်တော်လေးစားခြင်းချစ်ခင်ခြင်းနဲ့တကွကျွန်တော် မေတ္တာပို့တာပါလေရောက်စီတိုင်းကြည့်ရှုရအားပေးခြင်းအားဖြင့်နားလေသဘောပေါက်နိုင်ကြပါစေဘာသာတိုင်းကိုကျွန်တော်လေးစားတယ်ဘာသာတိုင်းကိုကျွန်တော်ယူသေးပါတယ်လက်နိုးပါတယ်ဘာသာတိုင်းကိုကျွန်တော်ချစ်ခင်တယ်ဖျားခင်ရောက်စီရင်ကောင်းစီပေးပါစေအာမင်